ားလုံးမင်္ဂလာပါ PK Smart Tutorial မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်ဝင်ပြပေးမယ့်အကြောင်းအရာကတော့ Mobile Video Editing App ဖြစ်တဲ့ကျွန်တော်တို့ InShot Application အကြောင်းပဲဖြစ်ပါတယ်။သင်ကအခုမှ Video Editing ပညာရပ်ကိုလေ့လာမယ်ဆိုရင်တော့ဒီ Application ကအသင့်တွေအသင့်တော်ဆုံးပဲဖြစ်ပါလိမ့်မယ်။သူ့မှာပါတဲ့ feature တွေအားလုံးနှိပါးကလည်း free ဆိုတော့အရင်မိုက်သွားပြီ။ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားရင် Video လေးကိုစားလိုက်ကြရအောင်။ပထမအဦးဆုံးသင်က Play Store ကနေပြီးတော့မှ InShot ဆိုပြီးတော့မှရိုက်ရှာလိုက်ပါတော့။ရိုက်ရှာပြီး application လေးကို download လုပ်ထားလိုက်ပါ ျွန်တော်ဒီမှာ download လုပ်ပြီးသားဖြစ်တယ်ကျွန်တော် update လို့ပေါ်နေရဖြစ်တဲ့အတွက် update ကိုနှိပ်လိုက်မယ်ပြီးရင် application တွေကိုဝင်လိုက်ပါဒါကတော့ video ဒါကတော့ photo ဒါကတော့ကျွန်တော်တို့ပုံလေးတွေ set တဲ့ဟာပေါ့နော်ကျွန်တော်တို့က video editing လုပ်မှာဖြစ်တဲ့အတွက်အရှိဆုံးက video ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါဒီထဲမှာအသင် edit လုပ်ခြင်းနဲ့ video တစ်ခုကိုရွေးချယ်လိုက်ပါ ဒီအပေါ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တိုင်နေတက်တာပေါ့နော်အဲ့ဒီကောင်လေးတွေကိုနှိပ်ပြီးတော့မှကျွန်တော်ဗီဒီယိုဆိုဗီဒီယိုဖိုတိုဆိုဖိုတိုပေါ့နော်โอเควิดีโอတစ်ပတ်ကိုရွေးပြီးပြီဆိုရင် ကျွန်တော်တို့ကဒီညာဘက်အောက်ခြေမှာဒီ water mark လေးပေါ့နော် insurance ဆိုတာလေးပေါ်နေမှာဖြစ်တယ်အဲ့ဒီကောင်လေးကိုတစ်ချက်ထောက်လိုက်ပါထောက်လိုက်ရင်ကျွန်တော်တို့ကဒီအောက်က free remove ဆိုတာလေးကိုနှိပ်ပြီးတော့ဒီ water mark လေးကိုဖယ်လို့ရပါတယ်ဒါဆိုရင်ပျောက်သွားပါပြီ ီးရင်ကျွန်တော်တို့ကဒီအရင်ရှေ့ဆုံးอ่ะပေါ့เนาะကျွန်တော်တို့ campus ဆိုတာပေါ့เนาะဒါကတော့ကျွန်တော်တို့ ratio ရွေးတဲ့နေရာပါကျွန်တော်တို့တင်မဲ့ video ကကျွန်တော်တို့အဲ့ဒီလုံးမဲ့ဗီဒီယိုက YouTube မှာသုံးပါလား Facebook မှာသုံးပါလား TikTok မှာသုံးပါလားပေါ့နော်တင်တော်တာကိုရွေးချယ်ကျွန်တော်က YouTube ကိုရွေးပြီးတော့မှကျွန်တော်ဒီ image ကလေးကိုချစ်ပေးလိုက်မယ်ပြီးရင်ဒီဒုတိယနေရာကဒါကတော့ကျွန်တော်တို့တခြင်းပေါ့နော် music ထည့်တဲ့နေရာလေးဖြစ်ပါတယ်ဒါတော့သူပေးထားတဲ့ music တွေပေါ့နော်ဒီ inshot application ထဲမှာပါတဲ့ music တွေဒီဒါကတော့ကျွန်တော်တို့ဒါဒီ effect တွေပေါ့နော်ဒီ effect တွေကိုလည်းကျွန်တော်တို့ကကြာနေတတ်တဲ့ effect ယူလို့ရတယ်ဒီခလေးကတော့ဒါကျွန်တော်တို့ဖုန်းထဲမှာပါတဲ့တခြင်းပေါ့နော် ပြီးရင်ဒီတတိယနေရာ record ဆိုတာတော့ဒါကျွန်တော်တို့ဒီအတန်ဖမ်းလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ဒါကျွန်တော်တို့ကိုယ်ပိုင်စိတ်ကြိုက်အတန်သွင်းလို့ရတယ်ပေါ့နော်။အတန်သွင်းတာစိတ်တိုင်းကြာပြီဆိုရင်ဒီ magic လေးကိုချစ်လိုက်ပြီးရင်ဒီ addict ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီကိုယ်သွင်းထားတဲ့အတန်ကိုတီးဖြတ်လို့ရပါတယ်။ တို့ဖြတ်ချင်တဲ့နေရာလေးတွေပဲဒါလေးဖြတ်ထုတ်မလဲပေါ့เนาะအဲ့လိုမျိုးလေးတွေလှုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကအတန်တိုးလျှော့ပေါ့เนาะဒီ volume ဆရာလေးကိုနှိပ်ပြီးတော့မှကိုနှစ်သက်တလို့ကျွန်တော်တို့အတန်ကိုတိုးလျှော့လှုပ်လို့ရပါတယ်စိတ်ထင်းကြပြီဆိုရင်အမှန်ချင်ကလေးကိုချစ်လိုက်ပါပြန်ဒီနောက်ဆုံးတော့ဒါကတော့ကျွန်တော်တို့ဒီ AI speed ပေါ့เนาะဒီ သူပေးထားတဲ့ဒီဒီဒီလူပုံလေးနေတဲ့ဟာလေးကသူက AI ကဒီ generate လုပ်ပေးမဲ့အတန် voice tone တွေဖြစ်ပါတယ်ကျွန်တော်တို့ကပြောချင်တဲ့ဟာကိုကျွန်တော်တို့ဒီအပေါ်က box play မှာကျွန်တော်တို့ကရေးပေးရမှာဖြစ်ပါတယ်ပြီးရင်ကိုနှစ်သက်တဲ့ voice tone ကိုရွေးပြီးတော့မှကျွန်တော်တို့က generate လုပ်ရမှာဖြစ်ပါတယ် Okay ဒါကတော့ကျွန်ဒီ sticker ရွေးတဲ့နေရာပေါ့เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျိုင်းနေတဲ့ sticker လေးတွေရွေးလို့ရတယ် တော့ဒီဒီ short လေးကိုသွားပြီးတော့မှကျွန်တော်တို့ကဒီတိုင်းနေတဲ့ဟာလေးတွေကို unlock လုပ်ပြီးတော့မှကျွန်တော်တို့အသုံးပြုလို့လည်းရပါတယ် Okay ဒီဒုတိယနေရာကတော့ဒါကတော့ကျွန်တော်တို့ test ပေါ့နော်ကျွန်တော်တို့စာရေးတဲ့နေရာဖြစ်တယ်ဒီမှာကျွန်တော်တို့ကကိုယ်တိုင်းနေတဲ့လိုလေးတွေစာလေးတွေရေးလို့ရတယ်ပေါ့နော်စာတိုင်းမဲ့ထိုးကျင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အသုံးပြုမဲ့ video မှာ ပြန်ကျွန်တော်တို့ကဒီအယောင်စုံလေးနဲ့နေရာလေးပေါ့နော်အဲ့ဒီဟာကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရေးထားတဲ့စာအုပ်ဒီအဲ effect ကလေးတွေပေါ့နော်ဒီ design ကလေးတွေပြောင်းလို့ရတဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်ဒီရောင်စုံလေးနဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နေပြီးဒီအောက်မှာဆိုလို့ရှိရင်သူ design လေးတွေပေါ့နော်ဒါမျိုးလေးတွေပေါ့နော်ဒါကတော့သူ automatic ဒါသူလုပ်ပေးထားတဲ့ design လေးပေါ့အဲ့လိုမှမဟုတ်ကျွန်တော်တို့ကစိတ်တိုင်းညယူခြင်းနဲ့ဆိုလို့ရှိရင်လည်းအပေါ်မှာရှိတယ်ပေါ့နော်ဒီ A A သေးစလုံးကြီးစလုံးနဲ့ဟာတော့ဒါကတော့ဒီ form စလုံးရွေးတဲ့နေရာပေါ့နော်ကျွန်တော်တို့မြန်မာ form အလှလေးတွေလည်းထည့်လို့ရတယ်ပေါ့နော်ကိုကြံနေတဲ့ form ပေါ့နော်ဒီလိုမြန်မာ form အလှလေးတွေကိုကျွန်တော်တို့ဒီ in short application မှာဘယ်လိုထည့်ပြီးအသုံးပြုရသလဲဆိုတာကိုကျွန်တော် shape video တွေမှာကျွန်တော်အဲအရင်တင်ခဲ့တာရှိပါတယ်အဲဒီ video လေးကိုသွားကြည့်ရင်မိတ်ဆွေတို့အနေနဲ့သိနိုင်ပါတယ်ဒါတော့ကျွန်တော်တို့ line spacing ပေါ့เนาะဒီကျွန်တော်တို့ရေးထားတဲ့စာဒီအပေါ်အောက်ဒီ space ကိုကိုလိုသလောက်ချက်တိုးချက်လေးလုပ်လို့ရရပေါ့เนาะဒါကတော့ကျွန်တော်တို့ဘေးတိုက်ပေါ့เนาะ

ါကတော့ကျွန်တော်တို့ effect ထည့်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ video ကိုဒီ effect ကလေးတွေထည့်လို့ရပါတယ်ဒါဆိုလို့ညင်ဒါသေးနေရာနေပဲကျွန်တော်တို့ရဲ့ဒီရုပ်ထွက်ကချက်ချက် zoom ဆွဲပြီးတော့မှချက်တယ်လို့မျိုးပေါ့နော်အဲ့လို effect ကလေးတွေပေါ့နော်အလားလေးတွေထည့်လို့ရပါတယ်ဒုတိယမှာဆိုလို့ရှိရင်လည်းဒါ AI effect ပေါ့เนาะပြီးရင်ဒီမှာတတိယနေရာမှာ filter ပေါ့เนาะ ဒါတော့ AI effect ပေါ့နော် Okay ဒါမျိုးလေးကိုကြိုက်နေတတ်တဲ့ဟာလေးပေါ့နော်အဆင်ပြေမဲ့ထင်တဲ့ကိုကိုဗီဒီယိုနဲ့ live ဖတ်မဲ့ဟာလေးကိုမိတ်ဆွေတို့အနေနဲ့ဒီနေရာလေးတွေမှာကျွန်တော်တို့ကအဲကျွန်တော်တို့ဒီ reach ချက်ပြီးတော့မှအသုံးပြုလို့ရပါတယ်ဒါတော့ဖီတာပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဗီဒီယိုအယောင်လေးတွေကိုကျွန်တော်တို့ဒီဖီတာလေးခံပြီးတော့မှကျွန်တော်တို့က ဒီကြိုင်နေတဲ့ကြိုင်နေတဲ့တလို့ချိန်ပြောင်းလေးလုပ်လို့ရပါတယ်ဒီနောက်ဆုံးကတော့ဒါ adjustable လုပ်တဲ့ဟာပေါ့နော် Okay ပါဒါကတော့ဒီနေရာလေးကတော့ဒါ effect နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲစိတ်တိုင်းကြသွားရင်ကျွန်တော်တို့ကအမှန်ချိန်ကလေးချစ်လိုက်ပါ ပြီးရင်ဒီဟာကတော့ PIP ပေါ့နော် PIP ဆိုတာကကျွန်တော်တို့ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ main ဗီဒီယိုရဲ့အပေါ်မှာကိုပြချင်တဲ့ဗီဒီယိုပေါ့ဖြစ်ဖြစ်ပုံဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာလေးတွေကိုထည့်ပြီးတော့မှပြလို့ရတဲ့နေရာလေးဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုတစ်ခုကိုဒါ PIP ကနေပြီးတော့မှရွေးလိုက်ပြီအဲဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီအောက်က main video နဲ့ကျွန်တော်တို့ fit size ဖြစ်အောင်လုပ်လို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့က တည်တည်လေးပဲလိုချင်တယ်ဆိုရင်လက်ကလေးနဲ့တိုးချဲ့လေးလေးလှုပ်လို့ရပါတယ်ပြီးရင်ဒီကက်ကြီးပုံလေးနဲ့ပေါ့နော်အဲ့ဒီနေရာလေးကတော့ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့ကအဖြတ်တောက်လုပ်တဲ့နေရာလေးဖြစ်ပါတယ်ကိုကြိုက်နေတဲ့သလိုလေးဒီနေရာလေးကိုကျွန်တော်တို့ကတိုးချဲ့လုပ်ပြီးတော့မှဖြတ်တောက်လို့ရပါတယ် ဒါဆိုလို့ရှိရင်ပြတ်သွားပြီပေါ့နော်ကျွန်တော်တို့ကမူလနေရာကိုပြန်ရချင်တယ်ဆိုရင်ဒီဘယ်ဘက်ကမြားကောက်လေးပေါ့နော်အဲ့ဒီကောက်လေးကိုချက်နေပြီးတော့မှမူလနေရာကိုပြန်ရအောင်လုပ်လို့ရပါတယ်โอเคဒါဆိုရင်မူလနေရာပြန်ရောက်သွားပြီ ဒါကတော့ split ပေါ့နော်ဒီဗီဒီယိုလေးတွေကိုဟိုဘက်ဒီဘက်ပိုင်းတဲ့ဗီဒီယိုလေးတွေကိုပိုင်းတဲ့နေရာလေးဖြစ်ပါတယ်အဲ့ဒီ split ကဒီနောက်မှာဆိုလို့ရှိရင်သူက feature တစ်ခုတက်တက်အနေနဲ့ဒီနောက်မှာဆိုလို့ရှိရင်လည်းပါလာပါတယ်ဒီကကြီးပုံလေးရဲ့အနောက်ကပေါ့နော်အဲ့ဒီ split ဆိုတာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဗီဒီယိုကိုဒီအဲပိုင်းဖြတ်လို့လည်းရတယ်ပေါ့နော်ဖြတ်တောက်ပြီးတော့မှကျွန်တော်တို့လိုချင်တဲ့အပိုင်းလေးတွေကို edit လုပ်လို့ရတယ် โอเคပါဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုကိုကျွန်တော်တို့အတန်တိုးလျှော့လုပ်လို့ရတဲ့ volume ပေါ့နော်အတန်တိုးလျှော့တိုးလျှော့လုပ်လို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ background ပေါ့နော်နောက်ခံ background ပြောင်းလို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒီအယောင်စုံလေးတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်တို့ကြိုက်တဲ့ပုံထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးရဲ့ရှေ့ရပေါ့နော်ဒီ gallery ပုံလေးပေါ့နော်အဲ့ဒီအရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီကိုကြိုက်တဲ့ပုံကိုလည်းထည့်လို့ရပါတယ် စင်ပြေတာလေးကိုရွေးပေါ့နော်ကိုကြိုက်ညက်တတ်တယ်ဆိုလို့ရှိရင်ဒီအမတ်ကြီးကလေးကိုပဲထုံစံတိုင်းနှိပ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီအနောက်နားလေးပေါ့နော်အနောက်နားလေးမှာကျွန်တော်တို့ဒီကတ်အောက်လုပ်တဲ့နေရာလေးပေါ့နော်ဒီလူပုံလေးနဲ့ကတ်အောက်ဆိုတာလေးကိုချက်နှိပ်လိုက်ပါဒါကတော့ကျွန်တော်နောက်ခံ background ကိုဖြတ်ထုတ်တဲ့နေရာလေးဖြစ်ပါတယ်ဒီကတ်အောက်ဆိုတာလေးကိုနှိပ်ပြီးတော့မှဒီသူဒီ percentage လေးတွေပြေးနေရလေးပေါ့နော်အဲကောင်လေးပြေးသွားပြီဆိုလို့ရှိရင်ရတယ်ဒါဆိုလို့ရှိရင်နောက်ခံ background ကပြတ်သွားပြီပေါ့နော် နောက်တနည်းအားကျွန်တော်တို့ကဒီအကတောက်ကိုပဲနေပြီးရင်ဒီအောက်ကခရိုမာဆိုနောက်ကခရိုမာဆိုတာလေးကိုနေပြီးတော့မှဒီအဝိုင်းလေးကိုကျွန်တော်ရွှေ့ပေးလိုက်ပါတော့ဒါဆိုလို့ရှိရင်ဒီနောက်ခံ background ပျောက်သွားပြီပြီးမှဒီကတောက်ကိုနေလိုက်ဒါကတော့နောက်တနည်းပါတော့ပြီးမှကျွန်တော်တို့က background ဆိုတာလေးကိုနေပြီးတော့မှကျွန်တော်တို့ကြိုင်တဲ့တက်တဲ့ background ကိုထည့်ပေးလိုက်ပါ ဒါမျိုးပေါ့နော်ကျွန်တော်တို့ကမဟုတ်ဘူးကျွန်တော်တို့ Chinese တက်တက် background ကိုဒီ gallery တွေကနေသွားပြီးတော့ရွေးလို့လည်းရတယ်။ Okay ဒါလေးဆိုမစိုးဘူးပေါ့နော်အဲ့လိုလေးကျွန်တော်တို့ကလုပ်လို့ရတဲ့နေရာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီ mobile phone နဲ့အလွယ်တကူ video editing လုပ်လို့ရတဲ့ဒီ InShot application ကိုအခြေခံအသုံးပြုတဲ့နည်းလမ်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်။ဒီလိုလေးကိုကြိုင်နေတတ်တယ်ဆိုရင် like share subscribe လေးတွေလုပ်ပေးကြကြဖို့တောင်းဆိုပါရစေ။ဆုံးထိ like ပါကြီးရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးပါ။